ဘန်ကောက်မြို့ရဲ့လမ်းဒီပေါ်မှာတိတ်ဆိတ်တဲ့ဒေါ်လာရေးတစ်ခုထင်းနေတာကိုသတိထားမိကြပါပါဟုတ်ပါတယ်လင်မိုယောင်လက်စစ်ပတ်စကားတွေအကြောင်းပြောနေတာပါဒီမှာတော့ဒီကားတွေကမြို့တော်ရဲ့လမ်းဒီကိုဘယ်လိုပြောင်းလဲပြင်းနေတယ်လဲသူ့နောက်ကကနီးပြားကပါလဲပြီးတော့အလုံးသိချင်နေကြတဲ့ဒီကားတွေကိုတကယ်တမ်းဘယ်နေရာမှာထိုးလို့နေတယ်လဲဆိုတော့အသေးစိတ်ရှင်းပြသွားမှာဖြစ်ပါတယ်ဒီပြောင်းလဲဘာကြောင့်လိုအပ်ထဲလဲဆိုတော့ကိုနားလဲဖို့ဆိုရင် အရင်ကအခြေအနေကို ပြန်ကြည့်ဖို့လိုပါတယ်ဒီစကားကအရင်ဘန်ကောက်ပတ်စကာလောက်ကရဲ့ PR များတဲ့ယဉ်ကျေးမှုကိုထင်ထင်ရှားရှားပြနေတာပါ ရမောင်းတွေဟာလစာပြင်းကော်မရှင်တို့ပါအပြန်ဆိုင်မောင်းနှင်ခဲ့ရလာကြောင်းခရီးသည်တွေအတွက်စိတ်မချတဲ့အခြေအနေတွေထွက်ခဲ့ပါတယ်ဒီမှာဆိုရင်ဌာနချက်ကိုချင်းရှင်းလင်းလင်းမြင်နေပါတယ်တစ်ဖက်မှာမိခိုးတွေစူးညံတန်တွေပြန်ဆိုင်မောင်းနှင်မှုတွေနဲ့ပြည့်နေတဲ့အစေဟောင်းနောက်တစ်ဖက်မှာကြတော့တိတ်ဆိတ်ပြီးတန်ရှင်းတဲ့စနစ်ကြတဲ့လက်စခဲတွေကိုတွေ့ရမှာပါဒါဟာဘန်ကောက်ရဲ့အများပြည်သူတဲယူပို့ဆောင်ရင်းမှာဖြစ်ပေါ်နေတဲ့ကြီးမားတဲ့အတွင်းကူပြောင်းမှုပါပဲ ကဲအဲ့ဒီတော့စနေဟောင်းရဲ့ပုံရင်ကိုနည်းနည်းပို့ပြီးတိတ်ဆိတ်ကြည့်လိုက်ကြရအောင်အဲ့ဒီခေတ်က မြို့တော်နဲ့ခီးသွားတွေအပေါ်ဘလို့တဲအောင်မှုတွေရှိခဲ့လဲဆိုတာပေါ့ဆောဗျအရင်တုန်းကဘတ်စကာစနစ်က PMTA ရောပေါကလစ်ကကွန်မဏီတွေရောပြည့်စွဲရတယ်အဓိကတုံးတာကဒီဇုံနဲ့ NGV ပေါ့အဲ့တော့ဘာဖြစ်လဲအင်ဂျင်တန်ကဆူညာန် PM2.5 ကထွက်ပြီးတော့ကော်မရှင်စနစ်ကြောင့်ရဲ့မောင်းနေတာခီးတီပိုရာဖို့အပြိုင်ဆိုင်မစင်မချင်းမောင်းရတာပေါ့ အဲ့ဒီနောက်ဆက်သွယ်ဆိုးကျိုးတွေကိုခီးတီတွေရောမြို့ရပောင်းခြင်းကပါခံစားရတာပါအခုဒီပြဿနာတွေအားလုံးအတွက်အဖြေထုကတော့မြို့တော်ဦးရောက်လာပါပြီအဲ့ဒါကတော့ less kit ရဲ့အစလီကောင်းလေးတန်ကိုပြန်ရစေမဲ့ခြေလန်းတစ်ခုပါပဲဒီအပြောင်းလဲကြီးရဲ့ရှေ့ဆုံးကောင်းကြီးဥဆောင်နေတာကတော့ Times Mind Bus TSP နော်ခေါ်ရဲကုမ္ပဏီပါပဲသူတို့ရဲ့လေမော်ယောင်ဘတ်ကားတွေကိုအခုဆိုရင်နေရာတိုင်းလိုလိုမှာတွေ့နေရပြီနော် ဒီကားရဲ့အချိုးကျဉ်စုကတကယ်ကိုချက်ချင်းတိတာတယ်။စီးလိုက်တာနဲ့အင်ဂျင်တမ်းမချရတော့ဘူး။တိတ်ဆိတ်နေတာတဲ့။ခါတိုင်းလိုအင်ဂျင်တုံတာဂီယာဆောင်တာမျိုးမရှိတော့ခရီးစဉ်ကအယမ်းညင်တာတယ်။အေးကြီးဆုံးကတော့ exhaust ကနေဘာမီခိုးမှမထွက်တော့ဘူး။ဒါက PM 2.5ကိုတိုက်ဖြတ်ရမှာအကြီးကျယ်အထောက်ကူပြတာပေါ့။ဟုတ်ပြီ။ဒီလောက်ကောင်းတဲ့ bus ကားရီအားနောက်ွယ်မှာဘလို့အလုတ်လုံနေတာလဲ။သူ့ရဲ့နီးပညာက ဘာလဲဆိုတာကိုနင်းနေလောက်ဆက်စုကြည့်ကြရအောင်သူရဲ့ lesson ဆွမ်းအင်းစီစဉ်ပုံကရိုးရှင်းပါတယ်အစင်ထုံစင်ပဲရှိတယ်ပထမဆုံးကြီးမားတဲ့ဘက်ထရီထဲမှာဆွမ်းရင်တကုံထုံလုံးထားတယ်ပြီးရင်အဲ့ဒီဘက်ထရီကနေမော်တာကို power ပေးပြီးဘီးဒီကိုလဲစေတယ်တမကဲတကယ်ကိုစိတ်ဝင်စားစရာ combi ထူချတာကတတိယအစဉ် regenerative braking ဆိုတဲ့စနစ်ပါပဲ regenerate braking ဆိုတာပါလဲဆိုတော့ bus car က brake o light တိုင်းအရှိန်လျော့လိုက်တိုင်းအဲ့ဒီရွေးလာနေတဲ့စွမ်းအင်ကိုအလကားဖြစ်မသွားစေပဲရွှက်စစ်ပြန်ထုတ်တဲ့ generator လို့ပြောင်းပြန်အလုပ်လုပ်ပြီး battery ထဲကိုအားပြန်သွင်းတာပါဆိုတော့ bangkok လိုကားတွေပြည်တဲ့နေရာမှာ brake ခဏခဏအိုရလေး battery အားနည်းနည်းစီပြန်ရလေးပဲတော်တော်မိုက်တယ်နော်ကဲကိန်းကနန်းနေနဲ့ကြည့်အောင် battery ကအကြီးကြီးကြီးတုံးထားတယ်300ကနေ600 kilowatt hour အထိ အဲ့ဒါကြောင့်တစ်ခါအားပြည့်စွင်းထိုင်250 km ကနေ300လောက်ထိကိုအေးဆေးဆေးသွားနိုင်တယ်။ညဘက်ကားကိမှနာရည်နေရဲ့အာသွင်းလဲအောင်နဲ့နောက်တနေ့တနေ့တာလုံးတာလုံလောက်သွားပြီဆိုတဲ့သဘောပါပဲ။နေပညာပိုင်းကိုတီးပြီဆိုတော့နောက်ထပ်စိတ်ဝင်စားစရာမိကုန်းတစ်ခုကိုတွားကြည့်အောင်ဒီလောက်ခင်မီတဲ့ဘတ်စကားတွေကိုပမာထုတ်လုပ်တာလဲဘသူလီကပါဝင်ပတ်သက်နေလဲ။ဒါကလူတော်တော်များများတီးကျင်နေမိကုန်းပါ။ဒီဘတ်စကားတွေကအကုန်လုံးနိုင်ငံခြားကတွင်းလာတာလား။ဒါမှမဟုတ် ထိုင်းနိုင်ငံမှာပဲထုတ်တာလားအဖြေကတော့တာဟာထိုင်းတီးကိုပူးပေါင်းဆောင်ရွက်မှုတကူပါဦးဆောင်တာကတော့ Energy Absolute EA နဲ့ Next Fine NEX လို့ထိုင်းကုမ္ပဏီတွေပေါ့ဒါပေမဲ့အဓိကကျတဲ့နည်းပညာနဲ့ဒီဇိုင်းပိုင်းတွေကတော့ BYD တို့ King Long တို့လို့တီးယုတ်ကုမ္ပဏီကြီးတွေစီကလာတာပါ နောက်ဆုံးအဆင့်အားလုံးကိုတက်ဆင်တာကတော့ထိုင်းနိုင်ငံဘန်ကောက်နဲ့မနီမိုးဝဲက Chancho and Saw ကိုခွဲအင်ကစက်ုံပါပါ ဆိုတော့အထူးပြောရရင်အဓိကနီးပညာတွေကနိုင်ငံတကာကလာပေမဲ့ဒီ bus ကားတွေကိုတဆင်ထုတ်လုပ်တာကတော့ထိုင်းနိုင်ငံမှာပါပဲ။ဒါကထိုင်းရဲ့ပြည်တွင်းထုတ်လုပ်ရေးတော့ကြီးမားတဲ့ခြေလှမ်းတစ်ခုလို့ဆိုရမှာပါ။ကဲအခုလိုက်ရှိအခြေအနေကိုသိပြီဆိုတော့ရှေ့ဆက်ပြီးဘာတွေဖြစ်လာအောင်မလဲ။ဘန်ကောက်ရဲ့လက်စအနာဂတ်ကဘယ်လိုပုံစံဖြစ်မလဲကြည့်ကြရအောင်။1920ဒီကိန်းကဏ္ဍကိုမှတ်ထားပါ။ဒါက နက်တာနိဆက်ဆောက်ခုနဲ့မှာဘန်ကောက်လမ်းလေးပေါ်မှာပြေးဆွဲနေမဲ့လက်စစ်ဘတ်စကရေတက်ပြမှာပါဒါဟာတတော်ချီးမားတဲ့အပြောင်းအလဲကိုစတင်နေပြီဆိုတဲ့တက်တွေပါပဲဒါပေမဲ့ဒီလောက်နဲ့ရပ်သွားမှာမဟုတ်ပါဘူးဒါကအဆပဲရှိပါသေးတယ်ရေရှည်ကြီးမန်းချက်ကတော့လာမယ့်ဆက်စုနဲ့အတွင်းမှာဘန်ကောက်ကအညာပြည်သူတည်ယူဖို့ဆောင်ရွက်စနစ်တကူလုံးကိုအခြေခံကြကြပြောင်းလဲပြဖို့ပါပဲနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ်ဒီဘတ်စကအစ်စ်တွေကလေထုကိုတန်ရှင်းစေတာထက် ိုတဲ့အပြောင်းလဲကိုယူဆောင်လာနိုင်မလားကဘာအကြီးဆုံးမြို့တော်တွေထဲကတခုဖိတဲ့ဘန်ကောက်မှာနေထိုင်တော်လာရတယ်နေ့စဉ်ဘောအတွေ့အကြုံတစ်ခုလုံးကိုရောသူတို့ကပြန်ပြီးပုံပေါ်ပေးနိုင်မလားဆိုတော့ကတော့စောင့်ကြည့်ရမှာပါပဲ